ယူကရိန်းမဟာမိတ်ဒါအလိုင်းကိုတိုက်ခိုက်ခဲ့မှုတုံ့ပြန်တဲ့အနေနဲ့ယူကရိန်းကရုရှားရေနံနဲ့တဘာဝတံငွေအခြေခံအဆောက်အုံတွေကို တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာစစ်ပွဲကိုရုရှားနိုင်ငံစီပြန်ပို့ပေးဖို့နဲ့ဗလာဒီမာပူတင်ကိုငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်လာစေရေးဖိအားပေးဖို့မဟာဗျူဟာတည့်ရဲ့အစိတ်အပိုင်းတည့်ရဖြစ်တယ်လို့ယူကရိန်းဆိုရကပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာရုရှားနိုင်ငံအတွင်းပိုင်းမှာရှိတဲ့ရေနံချက်စက်ရုံတွေစစ်လက်နက်ပစ္စည်းစက်ရုံတွေနဲ့စစ်ဘက်ဆိုင်ရာနေရာတွေကိုပိတ်မထားလို့ဒရုန်းတွေဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေတိုးမြင့်လှုံ့ဆော်နေတာဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေကြောင့်ရုရှားမှာလောင်စာဆီပြက်လက်မှုနဲ့ဈေးနှုန်းမြင့်တက်မှုတို့ဖြစ်ပေါ်နေပြီးအရေးကြီးအခြေခံအဆောက်အအုံတွေကိုကာကွယ်ဖို့အရန်တက်တွေချထားလာရပါတယ်။ ယူကရိန်းဆိုရကသူတို့ရဲ့ရည်မှန်းချက်ဟာစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားကိုဖိအားပေးဖို့ဖြစ်ကြောင်းပြောပါရယ်ရုရှားသမ္မတဗလာဒီမာ ပူတင်ကယူကရိန်းအပေါ်သူ့ရဲ့ကျူးကျော်စစ်ကိုဆက်လက်ဆင်နွှဲမှာဖြစ်ကြောင်းကတိပြုလျက်ရှိပြီးလက်နက်အသစ်တွေအကြောင်းကြွားလုံးထုတ်လျက်ရှိနေပါရယ်ယူကရိန်းကရုရှားနိုင်ငံဘယ်ဂိုရော့စ်ဒေသမှာရှိတဲ့ရေလောင်တမန်တစ်ခုကို မကြသေးမီကဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါရယ် ယူကရိန်းဒရုန်းအများပြားနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက်ရေလောင်တမန်အနီးမှာရှိတဲ့ကြေးဝါတွေကဒေသခံတွေအနေနဲ့ဘေးလွယာရွှေ့ပြောင်းကြဖို့ဒေသအကြီးအကဲကတိုက်တွန်းခဲ့ပါတယ်။ဒါပြင်ရုရှားနိုင်ငံဦးယာနော့ဖ်ရီဇန်နဲ့ဆမရာဒေသတွေမှာရှိတဲ့ရေနံချက်စက်ရုံတွေကိုယူကရိန်းဒရုန်းတွေကတိုက်ခိုက်နေတဲ့ရုပ်သံတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်တွေဟာတိကျဖြစ်စဉ်တွေမဟုတ်ပါဘူး။ ဒါတွေဟာရုရှားမှာစစ်ပွဲပေါ်ဆောင်မဲ့ယူကရိန်းအစိုးရရဲ့ပုံမူကြီးမားတဲ့အစီအစဉ်မှာ ပါဝင်တယ်လို့ယူဆထားကြပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကြီးကိုင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။